အချင်းပြင်းနယ်ဖားကန်မြို့နယ်မှာဇွန်လ20ရက်နေ့ညပိုင်းကရင်းစားပုံပြိုကျတာကြောင့်မော်ရှန်ကုန်းကြီးရွာကရင်းမစေးကြောက်ရှာဖွေသူနှုတ်တိတ်ဆုံသွားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ရင်းမစေးကြောက်ရှာဖွေသူနှုတ်ဟာ ဇွန်လ19ရက်နေ့ညနေ6:00နာရီအချိန်ကလေးကကြောက်ရွာဖို့ကြေးရွာကနေထွက်သွားကြတာပါညအချိန်ထိပြန်မလာတာကြောင့်နောက်တနေ့မှလိုက်လံရှာဖွေရမှာရင်းစားပုံပြိုကျထားတဲ့နေရာနေမှာသူတို့ယူဆောင်သွားတဲ့ကြောက်ဆိုင်တူဖွင့်ရမှာအသုံးပြုတဲ့အထူးစီတမျိုးဖြစ်တဲ့မျောဖက်ကိုတွေ့ရှိရတယ်လို့သိရပါဗျ။ဖာကန်ဒေတာကန်တဦးကစူနူမန်ကုမ္ပဏီကစွန့်ပစ်မြေစာပေါ်အဟောင်းကြီးပေါ်တော့တည်ဆောင်းသွားသူတွေကိုလည်းထုတ်လို့မရဘူး။ ရေစာပုံဟောင်းဖြစ်နေတော့တူလိုက်တာနဲ့အထောက်ခံမရှိတော့အကြောင်းတစ်ခုဖြစ်တာနဲ့သူကပြုံမလို့ CJ platform ကိုပြောပါတယ်။ပြိုကျခဲ့တဲ့ရေစာပုံအဟောင်းကမိုးကရွာအတက်လမ်းမှာရှိတဲ့ရေစာပုံအဟောင်းဖြစ်တယ်လို့သူကဆက်ပြောပါတယ်။သင်ဆောင်သူတွေကိုပြန်ဖော်ထုတ်ဖို့ပရိုက်တာအဖွဲ့တွေကစ조사ကြပေမဲ့လူရင်အားနဲ့ဒူဖော်ပါကရေစာပုံထပ်မံပြိုကျဖို့အန္တရာယ်ရှိတာကြောင့်ဒူဖော်လို့မရသေးဘူးလို့သိရပါတယ်။ တည်ဆောင်သူနှုတ်ကိုတူဖော်နိုင်ဖို့စည်ရည်နေရာတွေကိုအသုံးပြုလို့ရပါမယ်။စစ်ကောင်စီရန်ကြောင်ဖားကမ်းမှာရှိတဲ့စည်ရည်နေရာတွေမထွက်ရတာကြောင့်အကူအညီတောင်းလို့မရဘူးလို့လည်းသိရပါဗျ။